ရန်ကုန်မြို့တွင်းနှိမ့်ုံနေတဲ့ဒမဲစီတီခေါလောင်းပြန်လည်တူဖို့နိုင်ဖို့အတွက်အစိုးရအဖွဲ့မှတက်တက်လို့စားဖို့လိုအပ်ပြီးခွင့်ပြုချက်ချပေးဖို့လိုအပ်ကြောင်းဦးစံလင်းကပြောဆိုလိုက်တာပါခေါလောင်းကြီးဆယ်ယူနိုင်ဖို့အတွက်တောင်တူးဆက်လိုအပ်နေပြီးမိုးရင်းကာလမှာဆယ်ယူပါကပုံမထိရောက်မှုရှိမယ်လို့ပြောပါတယ်အခုကကမ္ဘောဇာကအဘကိုပြီးထားတယ်အဘသုံးကြီးရသုံးလုံးရလုံးဒါမဲ့ကျွန်တော်တို့ကဒီဟာအလွဲသုံးတာမလုံးဒီပတ်စံဒီခေါလောင်းဆယ်ယူရတဲ့အတွက်ပဲခေါလောင်းဆယ်ယူရတဲ့အတွက်ပဲလုံးမယ် နိုင်ငံတော်အနေနဲ့တကယ်ဟိုစိတ်စေတနာအမှန်နဲ့လုပ်ရင်လို့ရှိရင်လုပ်ခေါင်းလောင်းဆန်နေတဲ့အချိန်မှာအမှန်ပြောပြမယ်ဆိုရင်ဝင်းကြီးရုပ်ဖွဲ့တစ်ဖွဲ့လုံးကကွန်လုံးတက်တက်လောက်စားရမယ်မစားဘဲနေလို့ရတယ်ဘာဖြစ်လာမလဲသူကသူရှင်းနာဇမန်ဆိုင်မဟုတ်ဘူးဒီပစ္စည်းတွေဘာပစ္စည်းလဲဖယားကိုလူထတဲ့ပစ္စည်းဗုဒ္ဓသံဃာကပစ္စည်းတိုင်းဒေသကြီးအစိုးရခွင့်ပြုချက်ရရှိလို့ခေါင်းလောင်းကြီးဆယ်ယူပြီးခဲ့ပါကတန်လင်းမြို့မှာရှိတဲ့ငစင်ငါအုပ်ကူနဲ့ ဓာတုကလေးရာအုပ်ဂူတွေပါတူးဖော်ဖို့ရှိနေတယ်လို့ပြောပါရယ်၂014ခုနှစ်ကဒမက်စတီခေါလောင်းဆယ်ယူရန်ကြိုးပမ်းခဲ့ရာအမောက်ပြောကားတွေကြောင့်ခေါလောင်းဆယ်ယူနိုင်ငံချင်းရှိဘူးလို့ဦးဆန်လင်းကပြောပါရယ်အချင်းရပြီဆိုတာဝှရှင်းသွားပြီလေအရှုပ်ရှင်းနေအလုံးရှင်းသွားပြီ2014ခုကရှုပ်ရှင်းကြီးပဲ2014ခုကရှုပ်ရှင်းတော့တင်ပေါ်မှာပါလာလေဘိုးတို့လည်းပါလာအဲဝင်းမြင့်ခေါ်လာသူ့မိတဲ့ခါကျသူမသိပါဘူးတဲ့အဲ့ဒီဘိုးတို့တွေကဘာလို့လိုက်လာလဲ နှစ်လောင်းစလေးခုနှစ်ကဒမစီဒီခေါလောင်းဆယ်ယူနိုင်ရန်အတွက်အလူရှင်တွေရဲ့ထိုင်ဝင်ငွေတွေကိုခေါလောင်းတူဖော်စင်ကရခိုင်ဝန်ကြီးချုပ်လက်ရှိဒူးတမရဦးမြင့်စွေကထိမ့်သိမ်းထားခဲ့ပြီးတူဖော်ရေးလုပ်ငန်းရဆိုင်ပြီးနောက်ဦးဆန်လင်းထံခေါလောင်းတူဖော်ရေးအတွက်ထိုင်ဝင်ငွေတွေကိုပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်တန်ဖိုးမြများလွှဲပြောင်းပေးခဲ့တာကိုတော့ဖော်ပြနိုင်ခြင်းမရှိဘူးလို့ဦးဆန်လင်းကပြောပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဝင်းမြင့်ရဲ့ဒီတော့တော့တော့တွေ့ရတဲ့အခါကျတော့